ဘုန်းကြီးတို့တွေမှာယံပါယံခါစိတ်ထဲမှာအလိုမချမှုဆိုတာဖြစ်တယ်။ထို့အလိုမချမှုကကြီးထွားလာလို့ရှင်ပေါက်ပွဲလာတယ်။ဒေါသပေါ်ဒေါသဖြစ်လာတယ်။ဗျာပါဒလို့ခေါ်တဲ့စိတ်ဟာငြင်းချမ်းတဲ့စိတ်ကလေးပျက်စီးလာတယ်။ ဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူရဲ့မျက်နှာကလည်းကြည်လင်ခြင်းမရှိတော့ဘူးပြုံးချိုခြင်းမရှိတော့ဘူးမျက်နှာအနေထားမှာပြောင်းလာအဲ့ဒါလို့စိတ်ရဲ့အလိုမကျတဲ့ဖြာပါဒတို့ဒေါသတို့ဖြစ်လာလို့ရှိရင်ထိုဒေါသကိုထပ်ပေါက်ရှာတာတချို့ကဘာတော့ကိုမကျေနပ်တဲ့ဟာတခြားနဲ့အစားထိုးတယ် သို့မဟုတ်မချေနှက်တဲ့လူကိုတခုခုနဲ့အနိုင်ယူလိုက်တယ်အဲ့ဒီအနိုင်ယူလိုက်တာထွက်ပေါက်မဟုတ်သို့သောလူတွေကအဲ့ဒါထွက်ပေါက်ထင်ပြီးတော့အဲ့ဒီကနေထွက်ကြပြဿနာထပ်တယ်လားပေါ့မြတ်စွာဘုရားကအေးစိတ်ထဲမှာအလိုမကျတဲ့ဗျာပါဒရဲ့ထွက်ပေါက်စိတ်ကဘာလဲဆိုရင်မေတ္တာပါ မေတ္တာပွားရမယ်မေတ္တာပွားခြင်းဖြင့်ပြဘာရရဲ့ထွက်ပေါက်ကိုရရှိနိုင်တယ်ဓမ္မကံနဲ့ဤစနစ်ပဲလောကကြီးမှာမြတ်စွာဘုရားကဟောထားတယ်ယံကိုယံလင်းမတုံနှင်းနဲ့ယံကိုယံနဲ့တုတ်လို့ရှင်ဘယ်တော့မှမငြိမ်ဘူးတဲ့ဥပမာပေးထားတယ်မစင်ညစ်ချေးတွေပေးနေတဲ့နေရာကို ရေနဲ့သာဆေးလို့ရတယ်ထို့မစင်အညစ်အကြေးနဲ့ဆေးကြောလို့မရဘူးပုပ်ပုပ်ပြီးတော့သာညစ်သေးသွားမယ်ရေစင်ရေသန်းနဲ့ဆေးကြောမှသာလည်းကြောက်နိုင်ထို့တူပဲဗျာမာရလဆိုတဲ့အလုံးမကြတဲ့စိတ်ထဲမှာတင်းကျပ်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသဆိုတဲ့ emotion တစ်ခု ဖြစ်ပြောင်းခြင်းတော့မေတ္တာဆိုတဲ့ထွက်ပေါက်ကသွားရမယ်ဒါမေတ္တာစိတ်အလိုမကြနေတဲ့စိတ်ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုပါတဲ့ဒါကိုမြတ်စွာဘုရားကဟောတယ်ဘုရားမြတ်စွာဟောကြားတဲ့စကလုံးတိုင်းပြောရလို့ရှိရင်နေတရဏံဣတံပြဘာဒတယတိထံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့မေတ္တာဟာပြဘာရလို့ဆိုတဲ့စိတ်အလိုမချမှုရဲ့ထွက်ပေါက်ဖြစ်ပါတယ်။ဘုန်းကြီးတို့တွေဒေါသဆိုတဲ့စိတ်ထဲမှာအလိုမချမှုဒုတိယကမုန်တီမှုဆိုတာတွေအဲ့ဒီမုန်တီမှုအလိုမချမှုဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေလို့ရှင်စိတ်နှလုံးဟာပူလောင်နေတာ အဲ့ဒီပူလောင်မှုတွေကိုမလို့ခြင်းဘူးသာဝရအေးချမ်းနေတာကိုလိုချင်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့အစားထိုးလိုက်ပါတဲ့မေတ္တာဟာတကယ်ထွက်ပေါက်ပါမေတ္တာနဲ့အစားထိုးလိုက်လို့ရှိရင်ဖြာပါရကလုံးဝနှလုံးသားထဲကနေယက်တည်နိုင်စွာမရှိတော့ဘူးတဲ့ဒါကြောင့်ဒီနည်းစနစ်ဟာအမြဲတမ်းမှ လွန်ခဲ့တဲ့နှစ်ပေါင်း2500ကမြတ်စွာဘုရားကဟောထားခဲ့တယ်။လက်တွေ့ကျင့်သုံးရမယ့်ဤစနစ်တစ်ခုဖြစ်ပါတယ်။